အားလုံးပဲမင်္ဂလာပါခင်ဗျာ Horror Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြပေးခြင်းတဲ့ဇလန်းလေးရဲ့အမိကတော့စာရေးသူမင်းဟင်ကဥဒ္ဒတိပါရေးသားတဲ့မက်ဆန်တို့နဲ့ပြက်ကပြန်လာပြီဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ခင်ဗျာဇလန်းလေးကိုမစတင်ခင်ကျွန်တော်ရဲ့ Channel လေးကိုလည်း Like and Subscribe နှိပ်သွားပေးကြဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာဇလန်းလေးကိုအဆုံးအထိခန်းစားနာဆင်ပေးကြပါအောင်ခင်ဗျာမျက်စံထုံးနဲ့ဆရာတပည့်နှစ်ဦးတို့အခြေအနေကိုအကဲခတ်နေကြတယ် ဘယ်ကမှမသိတော့မောင်းတန်ကြောင့်ရွာတကြီးဥခင်မောင်နဲ့ငထုံးတို့နှစ်ဦးပြူးကြောက်ကြောက်ဖြစ်နေကြတယ်။အတန်လာရဘက်ကိုလည်းငေးမိုးနေကြတယ်။မျက်စံတော်ထံမှာဗျက်ကဟူသောအတန်ကိုပီသားတော်ကြားရတော့ကြောင့်တပည့်ဖြစ်သူကျော်စောကလည်းမေးလိုက်တယ်။ဖြစ်ဆက်လက်ဗျက်ကပြန်လာတာလားဆရာ။သိဟုတ်တာပေါ့ကွာ။မင်းတို့နှစ်ယောက်တကြီးနဲ့ငထုံးကိုနိုင်အောင်ဆွဲထားကြတော့ကျော်စောနဲ့ထင်ရှားတို့လည်းချက်ချင်းထားလာပြီးတကြီးနဲ့ငထုံးတို့ကိုတယောက်စီချုပ်ထားလိုက်ကြတယ်။ မျက်စံနှုံးနဲ့လွယ်ရီထဲကချီမန်းကျိုးအဖြူနဲ့အနီကိုထုတ်ယူပြီးအိမ်ဝင်အထွက်တကားပေါက်မှာကြက်ချေကတားထားလိုက်တယ်။ထို့နောက်မိုင်းကင်စကူပေါ်တွင်နားငယ်ကင်းပိစမတ်တစ်ခုရေးဆွဲလိုက်သေး။ပြီးလျင်အိမ်တကားပေါက်မှာမြေကိုခြေဖြစ်တစ်ချက်ကောလိုက်တော့အခါတထွာကန်ကြိုက်ွက်ဖြစ်သွား၏။ထို့ကြိုက်ွက်ထဲသို့စမတ်ကိုပစ်ချလိုက်ပြီးဖနောက်တစ်ချက်ဆောက်လိုက်တယ်။ထို့အခါချီမန်းကျိုးပေါ်တွင်အဖြူရောင်နဲ့အနီရောင်ဆက်တို့တလက်လက်ပြေးနေတော့၏။တတိယမြောက်မောင်းတန်ထွက်ပေါ်လာချိန်တွင် တကြီးဥခင်မောင်နဲ့ငထုံးတို့ဘလူတရဲ့စီးသည့်အလားရုံးကန်ကြတော့ဤမောင်းတန်ကြားရကိုသာညည်းရဲသောမျက်လုံးများဖြင့်စိုက်ကြည့်ရင်ဝူဝဝအော်ဟစ်နေကြဤမျက်တောင်လည်းမခတ်ကြတော့ပေအင်အားများမှလည်းငကိုထက်ပို၍တမ်းမာနေကြတယ်ချုပ်သားသူများမှကြော်စောနှင့်ထင်ရှားတို့ဖြစ်၍သာလွတ်ထွက်မသွားကြခြင်းဖြစ်၏ထိုနေရာတွင်အခြားသူများလည်းလွတ်ထွက်သွားနိုင်သည်မျက်စံနှုံးကလည်းတိုင်တောက်တွင်ရှိသောဆံအိုးထဲမှဆံနဲ့တဆုပ်နှိုက်ယူလိုက်တယ် ပြီးလျင်ဆံများကိုဆေးချို့ရောပြီးလဝါးထဲဆုပ်ကဂါရတပုတ်ရွတ်ဖက်နေ၏မျက်စံတို့၏ဂါရမဆုံးမီတကြီးနှင့်ငထုံးတို့ကလွတ်အောင်ယုံထွက်သွားကြ၏ကျော်သောနှင့်ထင်ရှားတို့ကထတ်ချုပ်ထားရင်ပြင်ကြတော်လဲမျက်စံတို့ကလက်ကပြပြီးတားလိုက်ပါလေဟုတ်ဝင်သလိုဘလူးစည်းသလိုဖြစ်နေကြတော့ငထုံးနှင့်တကြီးတို့မောင်းတန်ရှိရာအရက်တို့သွားရန်အိမ်ဝါတို့တရွေ့ရွေ့တိုးလာကြတယ်တကားဝရောက်သည်နှင့်မျက်စံတို့တားစီထားသောချီမန်းကျိုးများကိုထိမိပြီး နောက်သူထိုင်လျက်သာလဲကြကုန်တယ်။ထိမိသောနေရာမှလည်းအငွေတထောင်းထောင်းထွက်သွားတယ်။သို့တော်လည်းအားမလျှော့ပဲပိုက်ကုံကိုတိုးသောငါးမြကဲ့သို့ဇွတ်တိုးနေကြတယ်။ချီမန်းကျိုးများကလည်းတန်ကျိုးကဲ့သို့ပင်ခိုင်မာလာတယ်။ထိုအချိန်မျက်စံတော်ကဆံမန်းများကိုတဝက်ခွဲပြီးတပည့်နှစ်ဦးလက်ထဲထည့်ပေးလိုက်တယ်။ကြော်စောနဲ့ထင်ရှားတို့ကလည်းဆံမန်းများကိုတစ်ဖက်စီကရင်တကြီးနဲ့ငထုံးတို့အနီးသို့တိုးသွားလိုက်ကြတယ်။တကြီးနဲ့ငထုံးတို့ချီမန်းကျိုးကိုတိုးမိပြီးနောက်သို့လန်ကြလာခြင်းကိုစောက်ကား ဆံမန်းများကိုမျက်လုံးထဲအုပ်ထည့်ပြီးဆွဲလှည့်ချလိုက်တော့တယ်။ထို့အခါမျက်လုံးထဲမှာအခိုးအငွေများထွက်ပေါ်လာပြီးတွေးများလည်းစီးကြလာတယ်။မထိုးနဲ့တကြီးတို့မြေပြင်မှာလူလိတ်အော်ဟစ်ရင်းကုန်းထလာပြန်တယ်။ဟေးမျက်စံတို့ကြီးတောက်ခေါက်တန်နဲ့အာနာဆက်ပြင်းသောအတန်တစ်ချက်အဆုံးမှာမထိုးနဲ့တကြီးတို့ငြိမ်ပြီးတုံခနဲ့လဲကျသွားတော့တယ်။ကျော်သောနဲ့ထင်ရှားတို့ကလည်းတကြီးတို့ကိုဆွဲထုတ်ပြီးတန်းလျာတစ်ဖက်စီတင်လိုက်ကြတယ်။မျက်စံထုံးနဲ့ရေအိုးစင်ကရေတစ်ခွက်ကိုယူပြီး ရေကွက်ကိုလက်နဲ့အုပ်ကမန်းလိုက်သေးတယ်။ထို့နောက်တကြီးတို့နှစ်ဦးထံယူလာပြီးရေမန်းအနှဲငယ်ဖြင့်တောက်ဖြန်းပေးလိုက်တော့တယ်။စက်မန်းများကိုလည်းဖယ်ရှားပေးပြီးရေမန်းနဲ့မျက်နှာတက်ပေးလိုက်မှတကြီးရောငထုံးမှတတိယလာကြတယ်။ဘာတွေဖြစ်တာလဲဆရာ။ပြက်ကပြန်ရောက်နေပြီတကြီးရဲ့သူ့ရဲ့အဟန့်မောင်းတန်နဲ့စိတ်ညို့ပြီးခေါ်နေတာပဲ။ကျုပ်တို့နားမလည်ဘူးဆရာ ရှင်းပြပါအောင်။တကြီးပြောသည်ကိုကြော်စောနေထင်ရှားတို့အားလုံးနဲ့လက်ခံပြီးမျက်စံတို့ရင်စကားကိုစောင့်နေရဲ့။ အစီရင်တစ်မျိုးပါပဲတကြီးမောင်းတလုံးမှာအဟန့်အင်တစ်ခွက်ရေးဆွဲပြီးတီးလိုက်ရင်ကြားရသူတိုင်းကိုတတိမျောလွင့်စေတယ်ပြီးမှသူ့ရဲ့ပစ္စလက်ပညာနဲ့လှမ်းခေါ်တာမျိုးပေါ့မျက်လည်းပြတဲ့နေရာမှာလူတွေကိုလှည့်စားဖို့ပစ္စလက်မှော်စရာအတော်များများအသုံးပြုကြရလေဒါဒါဆိုရွာသူရွာသားတွေဟုတ်တယ်တကြီးတယောက်မှမရှိကြတော့ဘူးထင်တာပဲလူနှစ်ယောက်ကိုတော့ထိန်းချုပ်ဖို့ခက်တာတရွာလုံးအတွက်ဆိုတော့မလွယ်ဘူးလေအခြေအနေ ထွက်ကြည့်ကြတာပေါ့ တကြီးမှမိမိရွာသူရွာသားများဘေးအနေအကျရောက်မီဆိုးတော့ကြောင့်ရှေ့ကအမြန်ထွက်လိုက်တယ်။မထုံးနဲ့ပြေးလိုက်လာတယ်။မျက်စံထုံးကလည်းတပည့်နှစ်ဦးကိုတရီဝရိယထားရန်မှာကြပြီးရွာထဲထွက်ခဲ့ကြတော့တယ်။မြောင်းမင်းကန်ရွာကြီးက၆ချောင်းပွဲကောင်းအောင်တိတ်ဆိတ်နေကြပြီးခွေကျက်ဝက်နွားစတဲ့တလိမ့်ဆံများကိုသာငိန်တက်စာတွေ့ရပြီးလူဟု၍တအုပ်တယောက်မျှမရှိကြတော့ပေ။မထုံးနဲ့အချို့အိမ်များကိုအော်ခေါ်ကြည့်သေးတယ်။တကြီးမှလည်းပြရခတ်နေသည်။အရှိပိုင်းအနောက်ပိုင်းနှံ့အောင်ရှာဖွေကြတော့လေ ကလင်းငယ်များကအစလူကြီးလူအိုများအစုံတဦးမှမတွေ့ရတော့ပေ။ဤအချိန်ဆိုလျင်ဂျွာလဲလမ်းပေါ်၌ပြေးလွှားနေသော ကလေးများ၏စူညံတန်ကိုကြားနေကြဖြစ်တယ်။ယခုလမ်းတက်လျှောက်တိတ်ဆိတ်လျက်ရှိရ။အဖိုးကြီးများဝိုင်းဖွဲ့ပြီးတရားဆွေးနွေးလျက်ရှိသော မကြီးပင်နှင့်ကိုပြည့်အိုမှလည်းငြိမ်သက်နေ၏။မိခင်တို့၏ကလေးကျော်မိတန်ကိုလည်းမကြားရတော့ပေ။တကြီးဥခင်မှမျက်နှာပြက်နေ၏။စိတ်မကောင်းလည်းဖြစ်နေရန်တို့၏ကျွရွာသူရွာသားတွေဒုက္ခတွေ့နေပြီးထင်ပါလေဆရာရဲ့။ ရွက်ခဆိုရဲ့လူဘယ်ခေါ်သွားလဲမသိဘူးတတ်တော့မပြစ်ပါဘူးတကြီးသူကရွာကိုအုပ်ချုပ်ချင်တဲ့သူဆိုတော့ရွာသားတွေအသက်အနည်းတော့စိတ်ချရအောင်မှာပါကျုပ်စိတ်မချဘူးဆရာတကြီးမလုပ်ရလို့ဘာမှမဖြစ်ပါဘူးကျုပ်ရွာကိုတော့ဘေးကင်းစေချင်တယ်ကဲပါလေဒီကိစ္စခေါင်းအေးထားပြီးဆွေးနွေးကြတာပေါ့အသက်ပေါင်းများစွာဆိုတော့ထင်ရလို့လို့မဖြစ်ဘူးအိမ်ကိုပဲပြန်ကြပါစို့မျက်စံနုံနုံလူစုတကြီးအိမ်ပြန်လာကြတယ် ။တပွဲတဝိုင်းနဲ့ထိုင်လိုက်ကြပြီးခေါင်းချင်းဆိုင်ဆွေးနွေးကြတော့ဤ။ဇကြီးနှင့်ငထုံးတို့ကဘာသားများကိုစိုးရိမ်သည့်စိတ်များနေရဲ့။မျက်စံထုံးတို့ဆရာတပည့်များကပြဿနာကိုမိတို့ကင်တော်ရမိသားတွေးတောနေကြဤ။ဒီဝါအနီးနားတဝိုင်းမှာရှို့တို့လိုင်ကူတို့လိုလူများများဆန်းလောက်တဲ့နေရာရှိတာတကြီး။ချစ်ရဲ့ဇေယ။ရွာအပြင်တောဆက်ကဝင်သွားရင် တောင်ချီမှာကြောက်ကမ်းပါတစ်ခုရှိရဲ့။အဲ့ဒီမှာတဘာဝကြောက်လိုက်ကိုတခုရှိရလို့ရှေးလူကြီးပြောကြတယ်။ဒါပေမဲ့အဲ့ဒီကိုရောက်သူတိုင်းပြန်မလာကြတော့လို့ဘယ်ရောက်သွားမှမသွားရဘူး။ ်ရက်ခါရဲ့နေမင်းထင်းနေရာသားလေးကိုအဲ့ဒီမှာဝှက်ထားတာဖြစ်နိုင်တယ်အားနာပေမဲ့ကျုပ်တို့မစွမ်းတဲ့ကိစ္စဆိုတော့ဆရာကိုပဲအားကိုးပါလေဗျာသူတပည့်ကြားစိုးအန်ရလည်းရှိနေရောဆရာဘလို့သဘောရလဲရွာသားလေးကိုခေါ်သွားတဲ့အထဲမှာတကြီးနဲ့ကိုထုံးတို့မှပါတာရက်ကတိမှာပါသူလာလိုက်မယ်ထင်တယ်ရွာသားလေးကိုတစားကန်လှုပ်ပြီးဆရာတို့ကိုရန်ပြူလာနိုင်တယ်ကျုပ်တို့အဲ့အတွက်မပူနဲ့တကြီးရွာသားလေးအကောင်းပကတိအတိုင်းပြန်ရမယ်ဆိုရင်ကျုပ်တို့ကိုထဲ့မတွေ့နဲ့ ခတ်တာပဲဗျာတုတ်လက်ထက်ရောက်မှပြဿနာတွေကိုမျိုးစုံပဲပြဿနာကိုပပနဲ့နဲ့ရင်ဆိုင်ရမယ်တကြီးစိတ်မလောပါနဲ့အခုတော့ဗျက်ကနဲ့ထိတ်တိုက်ရင်မဆိုင်ခင် အားလုံးကိုအကာအကွယ်လုပ်ပေးထားခြင်းနဲ့အိမ်ပေါ်တက်ခဲ့ကြပါအောင် ကျုပ်တို့ရောလိုသေးလားဆရာလိုရဲကြော်တော့မင်းရောထင်ရှားအတွက်ပါလိုအပ်တယ်အခုဘွဲကဗျက်ကတယောက်တည်းဟုတ်မယ်မထင်ဘူးဟုတ်ကဲ့ပါဆရာမျက်စံလုံးကတပည့်နှစ်ဦးနဲ့တကြီးတို့နှစ်ဦးကိုခေါ်ပြီးအိမ်ပေါ်ဖျားကန်းသူရောက်လာကြတယ် ။ဘုရားကျောင်းဆောင်၌ပန်းများဝေဝေဆဆာနှင့်ထိုင်တော်မူဆင်းသူကလေးတဆူရှိရ။မထုံးကဘုရားကျောင်းဆောင်ကိုတတ်တည့်ရထားရန်တူ၏။စွန်းတော်စွန်းပြီးဖြစ်၍ဘုရားကျောင်းဆောင်တွင်နေရာကြဲကြဲဝုံဝုံရှိနေရ။မျက်စံတော်ကစီမီကွက်ကလေးတစ်ခုယူလိုက်တယ်။စီမီကွက်အောက်တွင်အင်းတစ်ချက်ခံပြီးအပေါ်ကထုံးလိုက်တယ်။ဆေးလွယ်အိတ်ကိုလည်းဘေးမှချထားလိုက်ပြီးကျော်သောထင်ရှားမထုံးနဲ့တကြီးတို့ကဖះစင်ရှိတွင်ကြကြနန်းနန်းထိုင်လိုက်ကြတယ်။ပြီးတော့အခါမှဖះကတော့ပြီးတီလာယူကြတယ် မျက်စံထုံးနဲ့ဖះကိုလက်အုပ်ချီကတော့ပြီးလွယ်ဤတဲကစိတ်တောက်တစ်ခုကိုထုတ်ယူလိုက်တယ်ထို့နောက်လက်အုပ်ထဲမှာထားပြီးတိုင်တယ်လိုက်တယ်စေဝိစာအပေါင်းစီရင်တော့ဤကိုလုံးကိုခံစေတော်ကြီးကိုတင်းနာသားနှစ်ဦးနဲ့စနေသားနှစ်ဦးကိုအနှံပေးမိဖြစ်၍ငါဆရာအာနာတိစေငါအထက်ဝိဇာကြီးများအာနာတိပါစေတည်းမျက်စံထုံးကစေတော်ကြီးကိုလက်ဝါးနဲ့တစ်ချက်ရိုက်ချလိုက်ပြီးမန္တန်တပုတ်ကိုလည်းရုတ်ဖတ်လိုက်သေးရဲ့ပြီးမှဆေးကိုဖះเจ้าဆောင်တွေခဏထားလိုက်ပြီးတကြီးတို့ရှိမှထိုင်လိုက်တယ် ထို့နောက်ဘဲဘက်လဝါကိုဖြန့်ပြီးရှေ့မှ၄ဦး၏လက်များကိုတင်ထားတယ်။ပြီးတော့အခါမှညာလက်နှင့်အုပ်ကင်ပြီး၄ဦးစလုံး၏ကိုတွင်းကိုပါရှိစင်းနှင့်မတည့်သောအရာများကိုဖယ်ရှားတန့်စေရန်တနတ်ချေကာလာရုတ်ဖတ်လိုက်တယ်။အုံတနတနမဟာတနတနအပေါင်းအထောင်အောင်သော ပြက်စရာပြက်ကြီးစရာကြီးဤတို့သုံးချိန်ရုတ်ဖတ်ပြီးတဲ့အခါမှမထိုးနှင့်တကြီးတို့ကမထူးကြတော့လဲကြော်စုံးနှင့်ထင်ရှားတို့လက်ပေါ်တွင်အယုတ်ကလေးတရုတ်စီထင်လာတယ်။တန်ကဝေကြောက်ကိုရီများပေါ်ထွက်လာသည်ကို မျက်စံလုံးတည်သောကြောင့်ထိုပညာဆက်များကိုခဏတာသိမ်းယူထားရပြန်တယ်။မျက်စံထုံးနဲ့တန်နေခြေပြီးသောအခါဖျားစင်ဘော်ကဆေးကိုယူပြီးခြေဖလာတိတ်တိတ်ကလေးတလုံးထဲသို့အမုတ်ချစ်ကြတယ်။ပြီးသောအခါရေတစ်ခွက်ယူရပြန်တယ်။ခြေကိုလည်းဇလုံးပြီးတော့ပြန်ဂါရာဥခေါ်သောစမခန်ဂါရာဖြစ်ဆက်တစ်ခေါက်မန်းလိုက်ပြီးဆေးကိုရေမန်းနဲ့ဖြော်လိုက်တယ်။ပြီးသောအခါဘေးတွင်ချလာသောလွယ်ဤထဲကလက်တန်းလုံးခန့်ရှိသောကျေးစုပ်တစ်ချောင်းကိုထုတ်ယူလိုက်တယ်။အရှိတောင်ဆုပ်ခန့်ရှိပြီးအဖျားချုံတတယ်။ဈေးဝါရောင်ဆူဆူနဲ့စုပ်တံပေါ်တွင် စဒဘဝအခရာလေးလုံးစမလို့ရှိတယ်။မျက်စံတော်နဲ့စုပ်တံကိုလက်ထဲမှာထည့်ပြီးလက်ဖြစ်သုံးချက်တက်တယ်။ထို့နောက်ဆေးနှင်းငယ်တိုးလိုက်ပြီးဆေးပနက်ရိုက်တယ်။ဆေးပနက်ရိုက်ခြင်းဆိုသည်ကတေချာထိုးပေါက်ခြင်းမလုပ်မီနှစ်ဖူးလေပင်လက်စစ်ကြောလေရင်ဘတ်တို့ကိုတစ်ချက်စီပေါက်ခြင်းဖြစ်တယ်။ဆေးပနက်ရိုက်ပြီးတော့အခါလေဦးစလုံးဦးကောင်းမြကိုဆေးပေါက်ပေးရဲ။ဆေးပေါက်နေရင်မှပါဇက်ကလည်းဂါရာများအဆက်မပြတ်ရွတ်ဖတ်တယ်။ကိုခန္ဓာအကာအကွယ်ဖြစ်သောကိုလုံးကိုခန္ဓာများ အပြီးအခန်းများနဲ့အတူကာယသိတ္တိမန္တန်များကိုလည်းရွတ်ဖတ်ပေးရဲထို့အပြင်တောက်ခေါက်တံများနဲ့အတူဆေးဆောက်အပ်ရင်ဖနောင်းဆောက်လိုက်တယ်ဝိဇ္ဇာပေးသောဆေးဖြစ်တဲ့ကြောင့်တာမန်လူတအူထိုးလိုက်ုံဖြင့်ပယောကအတိုက်ခံများမကောင်းသောအစီအရင်များကိုကာကွယ်ပေးထားနိုင်တယ်ဆေးဝါအကာအကွယ်ပြီးသောအခါမှချီမန်းကျိုးများကိုလက်ဖွဲ့ထိုးတယ်ပြီးသောအခါတကြီးနှင့်ငထုံးတို့၏လက်ကောက်ဝင်း၌ခြိပေးလိုက်တယ်ကြော်စုံးနှင့်ထင်ရှားအတွက်မလိုအပ်သောကြောင့်အထူးမစီရင်တော့ပေအကာအကွယ်တွေတော့ပြီးပြီး အခြေအနေကိုစောက်ကြတာပေါ့ဟုတ်ကဲ့ပါဆရာရုတ်တရက်အိမ်ရှိပြတင်းပေါင်းမှာမျက်စံထုံထိုင်သူလှန်တချောင်းအရှိန်နဲ့ဝင်လာတယ်သို့တော်ကြော်စောကအလင်းအမြန်လှမ်းရိုက်တော့ကြောင်းခေါင်းတိုင်မှာစိုက်ဝင်သွားတယ်ကိုလန်းကိုမသွားပဲဝင်ရှုပ်ချင်တဲ့ကောင်းနေစင်းငယ်ဆန်းကွာအိမ်ရှိမှာစိန်ခေါ်နေသောအတန်ကိုကြားရတယ်အပေါ်ကအကဲခတ်လိုက်တော့အခါအနက်ရောင်ဝစ်စုံများဝစ်စင်ထားသောလူ30ခန့်ကိုတွေ့လိုက်ရတယ်လက်ထဲမှာလည်းငှက်ကြီးတောင်ဓာမြဓလို့ကင်ထားသေးတယ် ထိုထဲတွင်လူကောင်ထွားကြိုင်းပြီးအရက်လည်းမြင့်ပါသောလူတန်ကြီးတအုပ်လည်းပါတယ်။အပေါ်အင်းကြီးပလာနှင့်ပစိုးခရောင်းကြိုက်ထားသေးရဲ့။လက်ထဲမှာလည်းတန်ကျိုးတစ်ချောင်းကင်ထားကြသေးရဲ့။ဒီရောသားမဟုတ်ဘူးဆရာ။ရက်ကလူတွေထင်နေ။တကြီးနဲ့ကိုထုံးတို့အပေါ်မှာနေခဲ့ကြပါ။ကြော်စောနဲ့ထင်ရှား။ပွဲတော်စပြီ။မျက်စံတို့ကြီးမျက်နှာမှာတည်ငြိမ်နေရဲ့။မျက်လွာချလိုက်ပြီးပရီးကိုလက်မှတင်းတင်းပတ်လိုက်တော့အခါဖြတ်ခနဲပြောက်ွယ်သွားတယ်။ထို့နောက်ဒလုတ်ကင်နာသောလူ30အနီးအင်ရှိကွင်းပြင်မှာပေါ်လာတယ်။ ခြေဆုံးကလူနှစ်ယောက်မှဓာတ်ကိုရွေပြီးမျက်စံထိုးနှံပြေးဝင်လာခဲ့တယ်။မျက်စံထိုးနှံလက်ကိုနောက်မှရှက်ပြီးရန်သူကိုတက်တက်ကြိလိုက်တယ်။ဓာတ်ကင်ထားသူနှစ်ဦးအနီးကိုရောက်လာတော့အခါတိန်ဆောင်ခြင်းမရှိသောမျက်စံထိုး၏မျက်လုံးများကိုကြည့်ပြီးအနှဲငယ်တုန်လှုပ်သွားတယ်။သို့တော်လည်းဓာတ်သားနှစ်ခုမှလေပင်တစ်ဖက်တစ်ချက်စီသို့ဥတီကျရောက်လာတယ်။ထိုအချိန်ဓာတ်နှစ်လက်မှခဝဲဝဲသို့လွင့်ဆင်သွားပြီးရန်သူနှစ်ဦးလည်းနောက်ကိုလွင့်သွားတယ်။ကြော်စောတွင်ထင်ရှားတို့၏လင်းမြန်ထိရောက်သောပွဲချောင်းပညာများကြောင့်ရန်သူနှစ်ဦးမထနိုင်တော့ဘဲ ထိုအခါကြံရှိနေသောရန်သူများအားလုံးဓားကိုစီနေဝိုင်းလိုက်ကြတယ်။ကြော်စုံးနေထင်းရှားလို့လဲဆေးရုံကာကွယ်ရန်အသင့်ရှိနေတယ်။ခန္ဓာကိုယ်တွေမျက်စံထုံထိုးနှံပေးရသောဆေးကြောင့်တံကဝေကြောက်ကိုယ်များ၏အစွမ်းကိုထုံမသုံးနိုင်ကြပြီ။ထို့ကြောင့်မိမိတို့တက်ကြွန်းခဲ့သောတိုင်းပညာဖြင့်ရန်သူကိုရင်ဆိုင်နေ။ရန်သူဘက်မှလူထွားကြီးလဲတန်ကြိုးကင်ကြီးခါထောက်ကြည့်နေတယ်။ထင်းရှားနဲ့ကြော်စုံးတို့၏ကျွမ်းကျင်မှုနှင့်အင်အားကြောင့်လူ၂၀ခန်းကိုခုခံနိုင်တော်လဲရန်သူအင်အားများလုံးလာသဖြင့်အချို့ဓားကြက်များကိုပေါ်ကြောက်လာတတ်တယ်။ ိုအခါမျိုးတွင်မျက်စံတို့စီးရင်ပေးထားသောစီစွန်ကြောင့်အန်နီရဲ့ကြောက်ခြင်းမရှိပေအချို့ရန်သူများကမျက်စံလုံးကိုသာဦးတည်တိုက်ခိုက်နေကြတယ်။အနီးကမတိုက်ခိုက်နိုင်သောသူကဓာတ်နဲ့လမ်းပစ်မျက်စံတို့ကလဝါတစ်ဖက်ကာယုံမြနဲ့ဓာတ်များနောက်သို့ပြန်ကန်ထောက်ကုန်လဲအတန်ကြာသောအခါရန်သူလက်နက်အားလုံးကျိုးပဲ့လိန်ခွေးပြီးလူ30ခန့်ရှိသောရန်သူများအားလုံးမလုံမရှက်ငြိမ်သက်သွားကြ၏ထိုအခါတန်ကျိုးကင်ထားသောလူတန်ကြီးတအူးကခြေတလန်းချင်းနှင်းလျှောက်လာတယ်ခြေတက်တဲ့ရောက်သောအခါလူတန်ကြီးအရက်မှာ မျက်စံထုံးတဲ့2000ခန့်ကြော်ထွက်နေရဲ့ကြော်စုံနေထင်ရှားလို့ပြေးဝင်လာပြီးတားဆီးတော့အခါလူတန်ကြီးကတယောက်တစ်ဖက်ဆွဲမြောက်ပြီးအဝေးသို့ပြစ်လိုက်တယ်။သို့တော်လေကျွမ်းကျင်သောကြော်စုံတို့ကအကြောက်ကောင်းအောင်ဒူးတစ်ဖက်နဲ့လက်တစ်ဖက်ကိုထောက်ထားတယ်။ဖိုလူတန်ကြီးကလေးလံသည်ထင်ရတော့လေတန်ကျိုးကိုအားကုန်လွှဲပြီးမျက်စံထုံးကိုခုံရဲလိုက်တယ်။ကြော်စုံနေထင်ရှားလို့တားဆီးချိန်မရလိုက်တော့လေမျက်စံထုံးကတန်ကျိုးကိုဆွဲလိုက်တယ်။ပြီးရင်လက်မှာတပတ်ရည်ပြီးဆောက်ဆွဲလိုက်တော့အခါလူတန်ကြီးလည်းတန်ကျိုးနောက်ပါလာပြီးရန်ထွက်သွားတယ်။ ။ပကြီးနှင့်ငထုံးတို့လည်းမျက်စံတွင်းအင်အားကိုပါဇက်အဟောင်းသားဖြစ်သွားတယ်။ထို့နောက်ဒလုတ်ကိုစီကင်ပြီးဆင်းလာက လူတန်ကြီးကိုဝန်ခုတ်တယ်။ကျော်စောနှင့်ထင်ရှားတို့လည်းထလာပြီးဝင်ရောက်တိုက်ခိုက်တယ်။တို့ရတွင်လူတန်ကြီးမှာတန်ကျိုးကိုမြေပေါ်ရိုက်လိုက်တော့ကြောင့်မြေပြင်မှာငလင်လုတ်တယ်လို့ကွဲအပ်ပြီးလေးဦးသားဟန်ချက်ပြက်ကုန်တယ်။တစ်ချက်ရိုင်းသွားသောလေးဦးကိုတန်ကျိုးဖြင့်ရိုက်တက်ရန်ရွယ်လိုက်ပြီးအားကုန်လွှဲလိုက်တယ်။ရိုက်ချလိုက်သောအခါတန်ကျိုးမှာရှေ့သို့ပါမလာပဲနောက်မှမျက်စံတွင်းကဖမ်းဆွဲထားပြန်တယ်။ ဤဒီချိန်တွင် လူသံကြီးမှအားလုံးမခံပဲတင်းယုံပါတော့တယ်မျက်စံနှုံးကလည်းလက်တစ်ဖက်ကိုနောက်သူရှက်ပြီးကြံတစ်ဖက်ဖြစ်တာတန်ကျိုးကိုဆွဲထားတယ်လူသံကြီးမှတန်ကျိုးကိုနှစ်ဖက်ကင်ပြီးအားနေဆွဲတယ်ထိုးချင်းတကြီးဥခင်မောင်လည်းဓာတ်ကိုဆွဲပြီးတန်ကျိုးကြီးကိုရုတ်တရက်ခုတ်ချလိုက်တော့တယ်မထိုးနဲ့မျိုးလုံးအပြူတာဖြစ်သွားတယ်မျက်စံနှုံးကအနှဲငယ်ပြုံးလိုက်တယ်အရွယ်အပြည့်မဖြစ်နိုင်ဘူးထင်ရတော့လေမျက်စံနှုံးစီရင်ပြထားသောစည်းစွမ်းကြောင့်တန်ကျိုးကြီးပိုင်ပိုင်ပြတ်ထွက်သွားတယ်မျက်စံနှုံးနဲ့လက်ထဲမှာရှိနေသည့်တန်ကျိုးအပိုင်းကိုလွတ်ပစ်လိုက်တယ် ထိုအချိန်ထူးခြားဖြစ်ရတဲ့ခုကိုတွေ့ကြုံလိုက်ရတယ်။လူတန်ကြီးမှတန်ကျိုးအပိုင်းကိုဆွဲဆန့်လိုက်ရာမူလထက်အနှဲငယ်ရှိသွားရဲ့။ထို့နောက်အလျင်မြန်ပင်တန်ကျိုးအစွန်းနှစ်ဖက်ကိုချိတ်ပြီးဝေးသံတံပြုတ်လုလိုက်တယ်။ထိုတန်ကွင်းနဲ့သူတို့လေးဦးလုံးအပေါ်ပြစ်ချလိုက်တော့အခါလေးဦးသာပူးချီလျက်ချီမိသွားတယ်။အာသုံးပြီးရုံးကန်လေးလေးတန်ကွင်းကျိုးများပို၍တင်းလေလေဖြစ်ပြီးမလုရှားနိုင်တော့ပေ။ထိုအခါလူတန်ကြီးမှတာမန်လူမဟုတ်ပဲရက်က ပြည်သာသောပစ္စလက်မှော်ပညာများရှိနေသည်ကိုသိလိုက်ရတယ်။ လူတန်ကြီးလည်းကတောင်းကြိုက်ထားသောပဆိုးခါကြမှဒမြောင်တစ်လက်ကိုဆွဲထုတ်တယ်။ပြီးတော့အခါမှဓာတ်ကိုပြောင်းပြန်ကင်ပြီးမျက်စံထုံးကိုပေါက်ထိုးတယ်။မျက်စံထုံးမှာထိုးလာသောလက်ကိုဘယ်လက်ဖြန်နဲ့ပယ်ပြီးလက်ညှိုးနဲ့လက်ခလဲသုံးကဓာတ်ကိုညှက်ဖန်ထားတယ်။ပြီးလျင်လိန်ချိုးလိုက်တဲ့ဖြစ်ဓာတ်ဖြောင်းဖြောင်းကျူးထွက်သွားတယ်။လူတန်ကြီးမှဓာတ်မရှိတော့တဲ့ဖြစ်မျက်စံထုံးကိုအတင်းဝင်လုံးတော့တယ်။မျက်စံထုံးလည်းကောင်းတက်တဲ့ကိုကင်ပြီးညီတို့မြေပုံလွတ်လိုက်သည်မသိလူတန်ကြီးမှဝမ်းကောင်းတဲ့ပါအောင်အော်ဟစ်လူးလိုက်ရင်ညင်ကြသွားတယ်။ မက်ဆန်တို့လည်းအချုံအောင်ခံနိုင်ရသောမထွန်းတကြီးနဲ့တပည့်နှစ်ဦးထံသွားပြီးတန်ကျိုးကိုကင်လိုက်တယ်။တင်းတင်းဆုပ်ကင်ပြီးတောက်တစ်ချက်ခောက်လိုက်ရာတန်ကျိုးကြီးမှာမီးဝဝင်တောက်ပြီးဖြောင်းခနဲ့ပြတ်ထွက်သွားတော့ဤ။တယံတော့အေးသွားပြီဆရာ။ဒါမှမဟုတ်ဒီမှာမထွန်းကမက်ဆန်တို့လက်ထဲသို့ပြည့်ရက်လက်ကလေးတစ်ခုထည့်ပေးလိုက်တယ်။ဘဲကရတာလေကိုထွန်း။လန့်ရိုးတဲ့ကပါဆရာ။အထဲမှာတော့မြင်းချောင်းတွေပဲတွေ့ရတယ်။မက်ဆန်တို့ကပြည့်ရက်လက်ကိုဖြန့်ကြည့်လိုက်တော့အခါ အထဲမှာမျောဆန်သောစာတန်းကိုတွေ့ရတယ်။မော်ပညာနဲ့ပတ်သက်၍အတွေ့အကြုံရှိသောမျက်စံတုံးကပေရွက်ကိုယူသွားပြီးရိုးကြီးတစ်လုံးနဲ့နှစ်ထည့်လိုက်တယ်။ပြီးမှပြန်ဆက်ကြည့်တော့အခါလူဆောင်ကောင်းလှုပ်ချင်တဲ့မိတ်ဆွေကြီးတော်ဦးညောင်မင်းကန်ယောက်သားတွေကိုအကောင်းပကတိအတိုင်းပြန်လို့ခြင်းမိတ်ဆွေတို့အတန်းနဲ့လာရောက်လဲလဲပါ။သွေးမရှိပါကရွာမအမြန်ထောက်ကြပါ။ရွာပြင်တောတင်းတနေရမှပြက်ကဘလို့သဘောရလဲဆရာ။ရွာသားတွေကအရေးကြီးပါတယ်တကြီး။ကျုပ်တို့သွားကြတာပါ။ မျက်စံနှုံလူတစုလည်းမဆိုင်မတော့ပဲရွာပြင်ထွက်ခဲ့ကြတယ်။တော်တန်းကလေးရှိရာဥတီလာခဲ့ကြပြီးနေဆောင်ချိန်ရောက်မှပဲတောထဲဆက်သူရောက်ကြတယ်။အားလုံးသတိဝိရိယထားပြီးရွာသားများကိုရှာဖွေကြတယ်။အတန်ပေးပြီးရှာရင်ကောင်းမလားဆရာ။မပေးနဲ့ကိုထုံး။ရက်ကလူတွေကိုအချက်ပေးတယ်လို့ဖြစ်သွားမယ်။အရင်ကတော့ရက်ကကိုဆရာတပည့်နှစ်ယောက်တည်းထင်ခဲ့တာဗျ။အခုမှအဖွဲစည်းနေလို့သိရတာ။ဒါတော့ဟုတ်တယ်ဆရာတို့ရေ။အိမ်ရှိမှလာဝိုင်းတဲ့ရက်ကလူတွေကဓမြတွေပဲဖြစ်ဖို့များတယ်။ ီတော့မှခိုးပြီးဗျက်ကအကူညီနဲ့ရွာကိုဒုက္ခပေးနေကြတာဟိုးရှိကခြုံကြီးနားမှာသူတို့ဆရာတပည့်ကိုတွေ့ခဲ့တာဗျငတို့နဲ့တကြီးတို့လည်းမျက်စံတုံးကိုတေချာပြောပြနေကြတယ်မျက်စံတို့မှာတကြီးတို့စကားထက်အခြားအရာတခုကိုအာယုံဆိုင်နေရန်ရှိတယ်ငတို့ညီစကားအဆုံး၌ခြေလမ်းကိုတုတ်ခနဲရက်လိုက်တော့ကြောင့်တကြီးတို့နှစ်ဦးတိတ်ဆိတ်သွားတယ်ကျော်စောနေထင်ရှားတို့လည်းအခြေအနေကိုအကဲခတ်မိတော့ကြောင့်အစင်အစ်ပြင်လိုက်တယ်မြည်သည့်အရက်မှမြည်တို့မြည်ပုံတိုက်ခိုက်လာမိကိုသာအသင်စောက်စားနေကြတော့လေ ထင်မှတ်မထားသောအရာတခုကြုံတွေ့လာရတယ်။မျက်စံတို့တို့နောက်မှာဒဇုံတခုလိုက်ပါလာဟန်ရှိတယ်။တိရွတ်ချောက်တိကိုင်းချောက်များကိုတိုးဝေးတန်ကြားနေရတယ်။တခါတရံငိန်သက်သွားတယ်။ဖြောင်းခနဲ့မိတန်တခုကြားလိုက်ရသောကြောင့်ငါးဦးသားလှည့်ကြည့်လိုက်ကြတယ်။တိကိုင်းကြိုးကြခြင်းသာဖြစ်၍အားလုံးအာယုံလွှဲလိုက်စေမထုံးကအမတ်မထင်အပေါ်ကိုဆက်ခနဲ့မော့ကြည့်ရဲ့။ကိုထုံးမကြည့်နဲ့။ရုပ်တည်ရဲ့။မျက်စံတို့ဒီစကားကြောင့်သာအကြည့်လွှဲလိုက်ရတော့လေမထုံးမှမငြိမ်မသက်ဖြစ်နေရဲ့။ အခြားသူများကလည်းမကြည့်နဲ့ဆိုသောကြောင့်သာငြိမ်နေရပြီးတိလိုစိတ်ပြင်းထန်နေကြတယ်။တက်ကိုင်းအကိုင်းကြီးကြီးကိုအမိပတ်ထားပြီးရှောဆင်းလာသောငွေကြီးမှာထိုင်းပင်လုံးကရှိရဲ့အနက်ရောင်ပြောင်လက်နေပြီးမျက်လုံးမှာရဲရဲညင်နေရဲ့ပါဇက်မှလည်းရှာနှခွားကိုအသွင်းထုတ်လုံနေရဲ့တပူပူမှုန့်နေသေးရဲ့ငွေကြီးကအမိကိုဖြီချပြီးမြေပေါ်သို့အကောင်းလိုက်ဆင်းချလိုက်တယ်။ထို့နောက်ပပင်းကိုထောင်ရင်းမျက်စံလုံးရှိတဲ့တဲ့မှာစိုက်ကြည့်နေရဲ့အားလုံးလည်းမလုံမရှက်ငြိမ်နေကြတယ် ငွေကြီးမှလည်းတစ်ချက်လှုပ်တည်နေအန်ရပေးမိအနေသာရှိရဲ့အားလုံးကမျက်စံတို့မြည်တို့ဖြည့်ရှင်းမိကိုသာစောင့်နေကြတယ်ဆရာဖြစ်သူကိုအန်ရပြုတ်လျင်ပိုင်ပိုင်ဖြတ်ရံလဲထင်ရှားနေကြောသောလူကဓာတ်ကိုကြည့်ရဲ့မျက်စံတို့ကညာဘက်လက်ကိုအตาကလေးမြှောက်လိုက်တယ်ထိုအခါငွေကြီးအကြည့်ကလက်စီတို့ဆက်ကနေရောက်သွားတော့ဤမျက်စံတို့ဤလဝါပြင်ပေါ်တွင်လေးတော့အကွက်ကလေးပေါ်လာတယ်အကွက်ထဲတွင်အကွက်တိတ်တိတ်လေးများထပ်မံပေါ်ပေါက်လာတယ်ထို့နောက်မှာအကွက်စိတ်ကလေးများတွင်တစ်ကနန်းတစ်လုံးပေါ်လာတယ် အိဆန်သွင်းသောတေကနန်းကဲ့သို့တောက်ကွေးကွေးလေးဖြစ်ပြီးလက်တစိတ်ခံရှိရဲပြီးလျင်ခုနှစ်ကိုငါးတို့လက်ရရဲ့ပေါ်လာပြီးအင်းတခွက်ဤလက္ခဏာရဲ့ပေါ်လာခဲ့တယ်ထိုအင်းမှာအပြာရောင်ဆက်ကျိုးများဖြင့်ဖွဲ့စည်းထားပြီးတဝင်းဝင်းတောက်နေငွေကြီးကလက်ပေါ်မှာအင်းခွက်ကိုစိုက်ကြည့်နေရင်ဗပင်းများကျဲလာတယ်ပေါ့မိခံဖြင့်အဆွဲကိုလည်းထောက်လာတယ်ထိုအချိန်မျက်စံတော်ကလက်ရွယ်လိုက်သောအခါငွေကြီးရဲ့လက်ကနေပြေးကြယ်သို့တော်မကိုက်မီပဲငွေကြီးဗပင်းကိုသာလက်နဲ့ရိုက်လိုက်နိုင်ခဲ့တယ် ။ငွေကြီးအလုံးသွားချိန်၅ဦးသားခက်ခော်ခါနေရာယူလိုက်ကြတယ်။ငွေပပင်းမှလည်းအင်းကွက်ရအတိုင်းမီးဆွဲလောင်နေရဲ့။ထို့အချိန်မက်ဆန်ဒွန်းလည်းနောက်ထပ်အင်းတကွက်ကိုလက်ဝါးပေါ်အမြန်ရေးပြီးကလိုက်တော့အခါလက်ထဲမှာထွက်ပေါ်လာသောစက်ကျိုးများကဂလုံးငှက်အသွင်တရံဖြစ်ပြီးငွေကြီးကိုထိမှန်ကအငွေအဖြစ်လွင့်စင်ပြောက်ွယ်သွားတော့တယ်။မော်ပညာဖြစ်စီရင်ထားသောငွေဖြစ်ပြီးတက်ရှိမဟုတ်သောကြောင့်အတုံးပြူလေးမရှိသောမော်အင်းများကိုထုတ်သုံးနိုင်ခြင်းဖြစ်တယ်။ထိုအခါလက်ခုပ်ကိုတစ်ချက်ချင်းတီးပြီးရက်ကထွက်ပေါ်လာခဲ့တယ်။ တော့ပါပြီရဲ့ဗျာ။ဒါကြောင့်လေမြေလျှောက်ဝိဇာဆိုပြီးပုပ်ပွားနဲ့ကြောက်ပတောင်းနယ်အထိနမဲတွင်နေရကိုဒက်ခကသူ၏ညာလယုံဖြစ်သောတမန်ကြားကြီးကိုခြံရံရင်းနဲ့မခိုးမခန့်ပြောလိုက်တယ်။အဖို့လေးပြောမနေနဲ့ဗျာက။ရွာသူရွာသားတွေဘယ်မှာလဲ။မလို့နဲ့လေဆရာသမားရဲ့ပြောထားတဲ့အတိုင်းရွာသားတွေကိုပြန်လို့ကြည့်ရင် ခမားအသက်ဒီတော့ထဲမှာထားခဲ့ရမယ်။ဘလို့လဲ။သဘောမတူရင်လှည့်ပြန်သွားလို့ရရယ်နော်။ကျော်စောနဲ့ဒင်းရတို့နှစ်ဦးဗျက်ကကိုကောင်းကောင်းဆုံးမခြင်းနေကြ၏။ ို့တော်လည်းရွာသားများကိုပူရသေးသဖြင့်ဆရာဤစကားကိုသာနားထောင်နေကြတယ်။ပစ္စလတ်မှော်ဆရာအကျော်မော်ကြီးကယောက်ျားမဆန်လိုက်လေခြင်းပြက်ကရဲ့။မင်းကငါ့အသက်မယ်လေဟာလား။ကဲလားဒီမှာလာတက်ချီ။ခနာကိုမှလည်းမှော်ဆေးတွေကြုတ်တွေ့နေရတာပဲ။ပြက်ကဒီလောက်မတုံးဘူးလေ။အလွဲတခုတက်လို့မရတာကိုကြုတ်သိရဲ့။ကဲချိန်နေကြတယ်ပြက်ကအင်းပါလုံးပါလေလှုပ်ရှားရှိရလှုပ်ကွာ။ပြက်ကလည်းဇက်တိုက်ရေမောနေရင်မှလက်သီးကိုစက်ခနဲ့ဆုပ်လိုက်တယ်။ ထို့နောက်မျက်လက်ပြသခဲ့သို့ပင် လက်ကိုဖြည့်လိုက်သောအခါတန်ဝင်းကလေးတစ်ခုပါလာတယ်။ထိုတန်ဝင်းကလေးကိုမျက်စံထုံးထံပြစ်လိုက်သောအခါမျက်စံထုံး၏ကိုယ်ပေါ်တွင်ကျေပြန့်သွားပြီးအချုံအောင်ခံထားရတယ်။ပြီးသောအခါလဝါးနှစ်ဖက်ကိုပုတ်တက်ပြီးဆွဲခွာလိုက်တယ်။ဗျက်ကလက်ထဲတွင်မီဂျိုဒန်တစ်ခုဖြစ်သွားပြီးမျက်စံထုံး၏ကိုယ်ပေါ်မှအချုံတန်ဝင်းပေါ်သို့ကူးဆက်သွားတယ်။တာမန်လူကိုကိုယ်တစ်ပိုင်းပြက်လောက်အောင်ပြင်သောစွမ်းအားရှိတော်လဲမျက်စံထုံး၏ပင်ဒီတိုက်ပုံကိုပင်မီးမလောင်ပေ။ထို့အခါဗျက်ကလည်းမြေပြင်ကို ဖနှောက်ဆောက်လိုက်သောအခါ အကျဲနှလန်းအနက်တရက်ခန့်ရှိသောတွင်ကြီးတစ်ခုဖြစ်ပေါ်လာတယ်။ထို့နောက်မျက်လက်ဆဆန်းပင်ဖောင်းငယ်ကလေးတစ်ခုကိုသူ၏ဝိယုံနဲ့ကြီးထဲမှထုတ်ယူလိုက်ပြီးတုံချလိုက်သောအခါတွင်ကြီးမှချက်ချင်းကြီးပြေးသွားတယ်။ထို့ထဲသို့မျက်ဆန်ထုံးကိုဆွဲချလိုက်တော့တယ်။မျက်ဆန်ထုံးတွင်ထက်ကျသွားချိန်၌မိသားများလည်းပြန်ပြေးသွားတယ်။သကြီးနှင့်လူတစုလည်းပြက်ကဤမော့စွမ်းပညာများကိုမြင်ပြီးမျက်ဆန်ထုံးကိုစိုးရင်သွားကြတယ်။ဟာ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 ဆရာကြီးအမြပြောအမြအမြရေမိုးကြီးမဆုံးခင်မှာပဲမျက်စံတော်လဲ ဘက်ကကြီးနောက်မှာပြန်ပေါ်နေရဲ့ဒါကုံမဲလားဘက်ကဘက်ကမျက်နှာတီးသွားတယ်နောက်ကိုလှည့်ကြည့်ပြီးအနှဲငယ်တွေးရခတ်နေမျက်စံတို့ကြီးပညာကိုလည်းမသိနိုင်ဖြစ်နေရတူသည်မင်းကမော်စေးတွေကိုတွေးပြီးတိတ်တိတ်ဆဲပါအောင်မိနေရပဲဘက်ကရဲ့မိနေလည်းမသိဘူးရင်းနဲ့လည်းမသိနိုင်ဘူးဆိုတော့မင်းဘလို့တတ်ချင်သေးလဲဘက်ကလည်းကောက်ကျစ်တော်မျက်လုံးများနဲ့ကြည့်ရင်ရက်ဆက်စွာပြုံးနေအမြခုညက်နေမသိရင်ညောင်ပင်ကန်ရသားအလုံးကြောက်ကြတာကြွေးတော်မှာ ငါသိရင်ရောဘာသားတွေကိုလွတ်မလားကဲဟောဒီမှာပြက်ကကခြုံကြီးကိုသူ့ဤမော်ပညာစွမ်းဖြင့်ဖယ်ရှားလိုက်တော့အခါကြောက်လိုင်ကူတစ်ခုထွက်ပေါ်လာတယ်ထိုထဲ၌ရွာသားများအလုံးရှိနေကြတယ်ဘူဝါကိုကြောက်တကားကြီးဖြင့်ပိတ်ဆို့ထားတယ်ခမားတေရံနဲ့ကြောက်ရွာသားတွေကိုချက်ချင်းတွားခွင့်ပြုမယ်ရော့ဒီရစိတ်ကိုတောက်လိုက်စိတ်တော့မကောင်းဘူးဗျဥပိုင်းပိုင်းပြက်ပြီးဘိုက်ကပေါက်ထွက်မှာဆိုတော့ခမားကတော့တည်ချင်းဆုံးတည်မှာပဲထိုးစင်တကြီးဥခင်မှာဝင်ပြောတယ် ဒီမေဘက်ကငါးတကြီးဒါငါးရွာသားကြီးကိစ္စဧည့်သည်ဆရာကိုမင်းထိစရာမလိုပါဘူးပေးအစိတ်ငါတောက်မယ်ခမရသေးတော့ဘာလို့မှတော့ဥက္ကမောင်ရဲ့ပြီးရင်လည်းတည်ရမှာပဲကိုမလောစမ်းပါနဲ့ကျုပ်ကဒီမှာစွမ်းပါလေဆိုတဲ့ပုဂ္ဂိုလ်ကြီးတည်တာကိုမှအရသာခံကြည့်ကျင်လားဘက်ကကသူ့ဝတ်ယုံကြီးထဲမှာအစိတ်ပလင်းတုံ ထုတ်ယူပြီးမျိုးပေါ်အနှဲငယ်တုံချပြတယ်အစိတ်ကြီးကြာနေသောနေရာမှာ အပင်ငယ်တို့ကပြာအတိကျသွားပြီးမြေပြင်မှာလည်းမီးလောင်တကယ်လို့မဲနေသွားတယ် ထိုစိတ်ပလင်းကိုမျက်စံတုံးလက်ထဲထည့်ပြီးလိုက်တယ်။ကောင်းရင်ပြက်ကကိုင်းထင်ရှားနေကြော်သောသကြီးအပါဝင်ရွာသားတွေကိုခေါ်ပြီးနောင်မင်းကံကိုပြန်ကြကွာ။ပြီးရင်မင်းတို့ခီကြီးကိုမင်းတို့ဆက်ကြ။ဆေးရငါစကားနားထောင်။အုံချက်ချင်းရွာသားတွေကိုတွားခဲ့တော့နိုင်ဟူဝါကကြောက်တဲ့ကားကိုမင်းတို့တန်ကဝေကြောက်ကွေအစွမ်းနဲ့ဖွင့်ကြ။ပြီးရင်ရွာရဲ့အဝင်တက်တက်မှာရှိရဲ့အင်းတစ်ချက်ကိုခေါ်ပြီးဖြတ်စီးလိုက်ကြ။တခုမှမမေ့နဲ့။မျက်စံတုံးနဲ့တပည့်နှစ်ဦးကိုလဝါရိုက်ပြီး တန်ကဝေကြောက်ဝေများပြန်အပ်လိုက်တယ်။ကြော်စောနဲ့ထင်ရှားတို့ကိုယ်ထဲသို့စက်ကြိုးဖြူအချို့လည်းစီးဝင်သွားတယ်။ထို့နောက်တပည့်နှစ်ဦးလည်းမိမိတို့ဆေးရမှားကြသည့်အတိုင်းရွာသားများကိုကယ်ထုတ်နေချိန်မျက်စံတို့ကအစိပ်ပလင်းကိုမောတောက်နေသည်ကိုတွေ့လိုက်ရ၏။တကြီးနှင့်ငထုံးတို့မှလည်းအတင်းဆွဲခေါ်နေရတယ်။တောဆက်တခွင်တွင်ရက်ကဤရေမောတန်အကျယ်ကြီးကိုသာကြားနေရသည်။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။မျက်စံတို့နှင့်ပြက်ကပြန်လာပြီဆိုရယ်ဇလန်လေးရတော့ရောက်ပါပဲခင်ဗျာ။ ဇလန်းလေးကိုအဆုံးထိနားဆင်ပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ယူချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဒီနေ့အနေနဲ့ပဲနှုတ်ခွန်းဆက်ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ